ကိုကြီးစိုက်စီတုန်းကသူအေးအေးနဲ့တရုတ်ဆောင်နိုင်တဲ့သူလို့ပြောလို့ရရပါတော့သူအဲ့အေးကိုကြီးတရုတ်ဆောင်ရလို့ရှိရင်လောက ဟိုအရင်လုံးဝမဟိုလန်ဝိုင်းပုံစံမျိုးပဲနဲ့ခက်တီတီလေးနဲ့ရင်းနေရောက်တယ်ပေါ့နော်အဲ့အလေးကိုကြာအရင်သဘောကျပါတယ်အအဓိကတဲ့မှာလည်းကိုကြီးစိုက်စိတ်တုခန်းနဲ့အဲ့လိုမျိုးနေရာလေးကပုံဝင်တိုးဆောင်ရမယ်ဆိုတော့အရင်လေးဆက်လို့ရှာမိပါတယ်ရှင်အဒီဇာကာရက်တာလေးကအပြင်ကာရက်တာနဲ့တိတ်မတူပေါ့နော်အပြင်မှာဆိုရင်ဇာတိတ်ပြီးစကားမပြောတဲ့တဲမှာပါတယ်ပေါ့ဒီတဲမှာကျတော့အာလူရင်းနဲ့လိုက်ရှောင်းရမယ်ပြီးတော့လုံးဝအသက်ကလေးပေါ့နော်လူငယ်ပုံစံလေးအကိုကိုလိုချင်မှုတစ်ခုအတွက်ကိုစီရနေသူများကိုပြန်အဲ့လိုခုရမှတစ်ခုပေးရမယ်ဆိုတဲ့ဟာလေးကိုအဲ့ဒီမှာအဲ့လိုမျိုးလေးပေါ့နည်းနည်းလှုပ်လှုပ်ခေးပေါ့နော် character လေးပဲအာပထမအောင်ဆုံးစကားမှာဒီလိုမျိုးတရားဥပဒေရတဲ့အတွက်အရင်တာဝန်ကြီးတယ်ပြီးတော့ဒီမှာ ပထမဆုံးအနေနဲ့じゃあဒီဒီစကားလေးနဲ့じゃあပောက်ချင်နေဆိုတော့ email ကလေးတခုတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုじゃあဖြစ်အောင်လုပ်မယ်အခုလည်းအများကြီးစူးစမ်းထားပါတယ်じゃあဒီ character လေးဖြစ်ဖို့အတွက်ပေါ့နော်ဟုတ်အာဒီ series တွေလေးမှာဒီကြအာအကိုကြီးစိုင်းစီတို့ခံရပြီးတော့မမမီကိုကိုရယ်နဲ့အတူအာဒီကတေဥဆောင်နေရနေပါဝင်သွားဖို့ရှိပါတယ်ရှင်ဟုတ်ကဲ့အာဆက်စကြီးအဲ့တဲ့တင်လေးကိုကြားလိုက်တော့ကြအရန်လဲဆိတ်လှူရှာပါပြီးအရန်လဲပျော်သွားရပေါ့နော်ဒီပထမဆုံးကိုပါဝင်ရမယ့် series တွေလေးမှာတကယ်စီနီယာကြီးနဲ့အတူအဲ့လိုမျိုးလေးတေဥဆောင်ခွေးရမယ်ဆိုတော့ကိုတွေ တွက်အရန် challenge ဖြစ်တယ်လို့မျိုးကြာငါအများကြီးစူးစမ်းရမယ်ဆိုရယ်စိတ်လေးလည်းဝင်မိပါတယ်ရှင်ဟုတ် ဟုတ်အဒီတေကာကျိုးမီနီဆီးရီးလေးမှာじゃဇောင်းဝင်တေးကိုလည်းじゃကိုယ်တိုင်စုစားဖို့ရှိပါတယ်ဆယ်ဟုတ်အဒီဇာကာရိုက်တာလေးကအပြင်ကာရိုက်တာနဲ့တိတ်မတူဘောနော်အပြင်မှာဆိုရင်ဇာတိတ်ပြီးစကားမပြောတဲ့တဲမှာပါတယ်ဘာလို့ဒီထဲမှာကျတော့အာလူရင်းနဲ့လိုက်ရောင်းရမယ်ပြီးတော့လုံးဝအသက်ကလေးဘောနော်လူငယ်ပုံစံလေးအဲကိုကိုလူချင်းမှုတစ်ခုအတွက်ကိုစီကနေသူများကိုပြန်အဲ့လိုခုရမတစ်ခုပေးရမယ်ဆိုတဲ့ဟာလေးကိုအဲ့ထဲမှာအဲ့လိုမျိုးလေးဘောနည်းနည်းလှုပ်လှုပ်ခေးဘောနော်အဲ့လိုကာရိုက်တာလေးဟုတ်လောင်တဲ့တဲမှာပါတယ်ဘောနော်ဟိုစစချင်းတော့အာငါကိုရမတစ်ခုတက်နေပဲဒီဟာလေးအကုန်လုံး ခွင့်อ่ะနောက်ပိုင်းကျတော့မှအာသူ့ဘက်ကပြန်ပေးလိုက်တဲ့မြတ်တာတွေအကြောင်းကိုကတဖြည်းဖြည်းနဲ့အဲ့အရာတွေကိုအသိစိတ်တရားဝင်လာပြီးတော့ तू อ่ะဒီလိုပါလားဆိုပြီးတော့နောက်ပိုင်းကျအေဂျင့်သွားတဲ့ပုံစံလေးပေါ့နော်အဲ့အဲ့လေးပါရှင်ဟုတ်အာဒီစားအဲ့ character တက်ဆိုရင်တော့နည်းနည်းလေးစိတ်လှုပ်ရှားမိပြီးတော့ challenge လဲ ခရလေးကနည်းနည်းဆန်းတဲ့အတွက်ကြာနည်းနည်းလေး challenge ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီမမေကူနဲ့အတူပြီးတော့ကိုကြီးဆိုင်စီလိုနဲ့အတူဒီလိုမျိုးတေအပေါင်လေးတိုးဆောင်ရဖြစ်တဲ့အကြောင်းမလို့ဒီစီနီယာကြီးဆရာအများကြီးတည်ယူပြီးတော့ကြာအကောင်းဆုံးလုပ်သားဖို့ရှိပါတယ်ဆယ်အာပထမအောင်ဆုံးစကားမှာဒီလိုမျိုးတိုးဆောင်ခွင့်ရတဲ့အတွက်အရင်တာဝန်ကြီးတယ်ပြီးတော့ဒီမှာ ပထမဆုံးအနေနဲ့じゃあဒီဒီစကားလေးနဲ့じゃあပောက်ချင်တယ်ဆိုတော့ email ကလေးတစ်ခုတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုじゃあဖြစ်အောင်လုပ်မယ်အခုလည်းအများကြီးစူးစမ်းထားပါတယ်じゃあဒီ character လေးဖြစ်ဖို့အတွက်ပေါ့နော်မမေရဲ့じゃあတော်တော်နားလည်ပြီးရပြီးတော့じゃあလည်းဟိုမမေရဲ့ဟို ကိုမမေလှုပ်ရှင်တာကိုပေးပြီးတော့မှလည်းကြာလှုပ်ရှင်တာပြန်တော့လည်းကြောက်လို့လို့မမေကလည်းအဲသူလှုပ်ရှင်တာရပြီအဲ့တော့သူ့ငါတခုပြန်ပြီးလှုပ်ပေးမယ်ဆိုရင်စိတ်လေးနဲ့လှုပ်ရတဲ့တာမီညောက်ကအများနဲ့အပေးယူမရရပါတော့အဲကိုကြီးစိုက်စီတော်ခန်းကသွေးအေးအေးနဲ့တေဟိုးဆောင်းနိုင်တဲ့သူလို့ပြောလို့ရရပါတော့သူအဲ့ကိုကြီးတေဟိုးဆောင်းရလို့ရှိရင်လောက ဟိုအရင်လုံးမဟိုလောင်ဝိုင်းပုံစံမျိုးပဲနဲ့ခက်တီတီလေးနဲ့ရင်ထဲရောက်တယ်ပေါ့နော်အဲ့အလေးကိုကြာအရင်သဘောကျပါတယ်အအဒီကားထဲမှာလည်းကိုကြီးဆက်စီတွက်ခန်းနဲ့အဲ့လိုမျိုးနေရာလေးကပါဝင်တိုးဆောင်ရမယ်ဆိုတော့အရင်လဲဆက်လို့ရှာမိပါတယ်ရှင်တချင်းဘက်တော့ကညာငယ်တော့ကဆိုးရောဆိုရယ်ဒါမဲ့လေးဟို professional ကြီးကြမဆိုတတ်တယ်အခုလည်းတိတ် professional ကြီးကြမဆိုတတ်တယ်ပါဘူးဒါပေမဲ့စူးစမ်းနေတော့ဗောနော်ဒါပေမဲ့ငယ်တော့ကတော့ကိုယ့်ဟာကိုဆိုရဲဆိုတော့တိတ်လုံးဝဘာမှမမှန်ဘူးဗောနော်အခုတော့ကြာ focus coach နဲ့အဲတရားလေး train နေပါတယ်အဲကြောင့်မလို့အရင်တော့ထက်ဆိုင်တော့ကိုယ့်ကိုအများကြီးတိုးတက်လာလို့ထင်ပါတယ်ဒီတချင်းဆိုတဲ့အပိုင်းမှာဗောနော်ဒီကားလေးထဲမှာလည်းကြာဒီတင်ကကျိုးဆိုရဲဇုံဝင်တေးလေးကိုအကောင်းဆုံးတူသွားဖို့ရှိပါတယ်ရှင်ဒီဇလန်တွေတစ်ခုရဲ့ဟိုဇုံဝင်တေးဆိုတော့ဒီဇလန်တစ်ခုလုံးကိုဒီဇလန်လေးကဒီဒီဇုံဝင်တေးလေးကတဲဆောင်တယ်လို့လည်းပြောလို့ရတယ်ဟိုအရင်တောင်ဝင်ကြီးတယ် ပေါ့เนาะဒီဒီသချင်းလေးထဲမှာလဲဒီဇလန်းလေးရဲ့ပါဝင်တဲ့အစိတ်အပိုင်းတွေအကုန်လုံးဒီသချင်းလေးမှာနှိမ့်မြုပ်ထားတယ်ပြီးတော့ဒီဇလန်းလေးရဲ့ခံစားမှုတွေ character တစ်ခုချင်းစီရဲ့ခံစားချက်လေးတွေကိုဒီသချင်းထဲမှာဖော်ပြထားတယ်အဲ့ဒါကြောင့်မလို့ဒီဒီဇဝင်တဲလေးကိုကြာတတိချာချာနဲ့တော်တော်လေးဟို train ပြီးတော့ဆိုးကိုသားဖို့ရှိပါတယ်ရှင်ဟုတ်ကြာတရုတ်ဆောင်တဲ့ vocal ဘိုင်းဆိုရင်တော့ကြာတရုတ်ဆောင်ကိုပို့ပြီးတော့အားတာတယ်ဖူကေကတခြားဖူကေကိုရှိပြောတာကြာကနည်းနည်းဟိုဘက် ဘယ်လိုပြောရမလဲ lower lower price သွားရပေါ့နော်ဒီ higher price ဆို main ကလေးအတန်မြင့်နေဆိုမစုံနိုင်ဘူးအဲ့တော့ကြာတချင်းဆိုရမှာတစ်ခါကျတော့တိတ် confidence မရှိရိုးရိုး normal main ကလေးတွေဆိုတော့ normal လောက်ပဲဟိုဒီကြားအဲ့မလိုက်နိုင်ဘူးဒီဘက်ယောက်ျားလေးဆိုတဲ့ဘက်သွားရပေါ့နော်အတန်ကနည်းနည်းနှိမ့်နေတဲ့ကြောင့်မလို့အဲတချို့ဆိုလို့ရှိရင် key တွေကိုတအားချပြီးတော့ကြာဆိုရရပေါ့နော်ဒါပေမဲ့ vocal coach ကလည်းပြောရတယ်သူမီးအာကို key နဲ့ကိုပဲဟိုအကောင်းဆုံးဟိုတီထွေဖန်တီးပြီးဆိုရမှာဆိုလို့ရှိရင်အကောင်းဆုံးအာရမှာဆိုပြီးပြောအဲ့လို upper sky တဲ့ကြောင့်ပဲကြာဒီ share လေးကိုဆိုပြသွားတာပါ ဟုတ်ဒီပထမဆုံးစကားမှာအဲ့လိုပထမဆုံးအဲတေယောဆောင်ရေပထမဆုံးတချင်းဆိုတာဟုတ်အဲဒီကဒီအဲတေယောဆောင်အခုကတော့ဒီစကားကမကြခင်ဆိုင်ရိုက်တော့မှာဆိုတော့ဒီတေယောဆောင်ဘက်ကိုအရင်သွားမယ်ပြီးရလို့ရှိရင်အဲဒီဘက်က focus ဒီရဲ့ focus coach ကလည်းဆီယမ်မကလည်းဒီသူသူဘက်ကလုတ်ပေးနိုင်တဲ့ဘိုင်းလေးတွေအကုန်လုံးလုတ်ထားပြီပေါ့နော်အဲပြီးတော့သူကသူ focus ဆီယမ်အဲ့ဆီယမ်မကမကြင်မနဲ့ချင်ကြဟိုဒီ treatment လို့ပြောရဲပေါ့နော်အဲအကြောင်းလဲဒီတချင်းဘက်နဲ့ပိုက်သက်ပြီးတော့ဒီကအဲ့ဆီယမ်မကိုပဲအကုန်ယုံကြည်ထားပါတယ်ပြီးအဲ့တော့ကျတော့ဒါဒီတေယောဆောင်ဘက်ကိုတေယောဆောင်ကကျတော့ကို ကိုယ်တိုင်တကယ်အားကျုံးမတက်လို့ရမယ့်ဖြစ်ကြောင့်ဒီတယောက်စာဘက်ကိုတော့ပို့ပြီးအားထက်တာရှိပါရဲ့ရှင်ဟုတ်အဲဒီစားဒီပထမဆုံးတယောက်စာရဲဟာဟိုအရင်သူများကိုရုံးမလိုက်တဲ့ဟာမျိုးတော့မဟုတ်ပေမဲ့အဲဒီနောက်ဆုံးကျတော့အေးများတဲ့မြတ်တန်နဲ့ပဲဒီစားပြန်ဆုံးတက်သွားရဲဆိုတော့အာဒီ character အရင် challenge ဖြစ်တယ်ပြီးတော့ရိုးရိုး fan character မျိုးမဟုတ်ဘူးပေါ့နော်သူက ဟိုတစ်ဖက်လို့လှုပ်တယ်ပြောလို့ရှိရင်အဲ့တစ်ဖက်လို့ပဲသူကပြန်ပြီးတော့ပြန်တွေ့ဆိုတော့အရန်ကိုဒါတလေးလေးစမ်းတဲ့ character လေးလို့ပြောလို့ရတယ်အဲ့ကြောင့်လို့ဂျာဒီ character လေးကိုလည်းအများဆုံးအကောင်းဆုံးမျှော်လင့်ထားတယ်ပြီးတော့အ challenge အရန်ဖြစ်တဲ့အကြောင်းလို့ဂျာအကောင်းဆုံးခြားပြသွားဖို့ရှိပါတယ်ရှင်ဟုတ်အဲဒီစကားလေးအဲဒီအခု global view ပဲပေါ့နော်ဒီစကားလေးကိုစပြီးတော့ site နဲ့ဆိုင်အကုန်လုံး update ကြပါပြီးထွက်လာလို့ရှိရင်လည်းအဲပြည်သက်တွေနဲ့ရအောင်ဒီဂျာအသေးဆောင်နိုင်မယ်လို့ထင်ပါတယ်အဲ့ကြောင့်လို့ဒီစကားထဲမှာပါတဲ့ဒီအကုန်လုံးကိုဂျာ update ကြဖို့ပြောချင်ပါတယ်ရှင်ဟုတ် 주세요 말세요.